မင်္ဂလာပါကျွန်တော်ကတော့အင်္ဂလိပ်စာသင်ကြားပေးနေတယ်ဆရာဦးနေဦးစိန်ဘောဖြစ်ပါတယ်ဆရာတို့ဦးဆရာန်းစာမွေးကြီးနီးလာပြီဖြစ်တဲ့အတွက်အင်္ဂလိပ်စာကိုအတွက်ဘယ်လိုပြင်ဆင်ကြမလဲစာမွေးအတွက်စာဘယ်လိုကျက်ကြမလဲဆိုတာလေးကိုဆရာအကြောင်းသူအကြောင်းသားတွေကိုပြောကြားလိုပါတယ်1968ခုနှစ်ခရေရဲ့ ရန်ကုန်တက္ကသိုလ်အင်္ဂလိပ်စာဌာနမှာဆရာလုပ်ခဲ့ဆရာလုပ်တဲ့အခုဆိုရင်45နှစ်ထဲရောက်ပါပြီပါတိထားမိလဲဆိုရင်တစ်နှစ်တည်းတစ်နှစ်မြန်မာပြည်မှာရှိတဲ့အကြောင်းသူအကြောင်းသားတွေကအင်္ဂလိပ်စာပိုးပိုးပြီးအားနည်းလာတာကိုတွေ့ရတယ်ပြီးတော့တက္ကသိုလ်ကဆရာဆရာမတွေမေးမြန်းကြည့်လိုက်တဲ့အခါအင်္ဂလိပ်စာဘာသာရပ်ကအကျအများဆုံးလို့လဲပြောပါတယ်ဒါကြောင့်မလို့ဆရာလည်းလက်လန်းမိသလောက်ဒီ VB ကနေတဆင့်ကျောင်းသူကျောင်းသားများအားလုံးကိုဒီစာမွဲအတွက်အင်္ဂလိပ်စာဘာသာရပ်အတွက်ဘာတွေကျက်ရမလဲဘယ်လိုပြင်ဆင်ရမလဲဆိုတာကိုဆရာပြောသွားပါမယ်အင်္ဂလိပ်စာမိကုံးကပုဆာ10ခုရှိတယ်တစ်ခုကိုဆက်မှတ်နှုံးပါပဲ punctuation ကို9မှတ်နဲ့ essay ကို15မှတ်ကလွဲရင်ကျန်တာတစ်ပုဒ်10မှတ်စီပဲပုဆာတိုင်းကို6မှတ်တဲ့မလျော့အောင် ဖြေသွားနိုင်နေဆိုရင်ဒီစာမွေးရအေးအေးဆေးဆေးအောက်နိုင်ပါတယ်အင်္ဂလိပ်စာတခြားဘာသာရက်နဲ့မတူတာကဘယ်ပုံစံမှာအမအမြောက်အများကြီးရဖို့မရှိဘူးတခြားသိပ္ပံဘာသာတွေဆိုရင် သုံးပုတ်နောက်မို့လေးပုတ်လောက်ဖြေဆိုနိုင်ုံနဲ့အောက်မှဝင်ပါတယ်အင်္ဂလိပ်စာကအဲ့လိုမရပါဘူးဒီဘုတ်ကိုနည်းနည်းချင်း အမှတ်စုပါပါလေအဲ့ဒါအရင်ဆုံးပြောချင်ပါတယ်နောက်တစ်ခုက ပြင်ဆင်ပုံပြင်ဆင်နည်းကျောင်းသူကျောင်းသားတွေအင်္ဂလိပ်စာကိုသိပ္ပံဘာသာရပ်တစ်ခုလိုပဲထင်ပြီးတော့အလွတ်တေးကြီးပဲချက်တယ်အမှန်မှာအင်္ဂလိပ်စာကဘာသာစကားဘာသာစကားဆိုတာအလွတ်မကျရဘူးများများလေ့ကျင့်ပေးရတယ်များများလေ့ကျင့်ပေးလေလေအမှတ်တက်လာလေလေပဲအဲ့တော့များများသာလေ့ကျင့်ကြပါ ဥပမာပုဒ်စာနံပါတ်1 read the passage ဆိုတဲ့ပုဒ်စာဆိုရင်ဖတ်စာအုပ်ထဲက စာပိုက်တစ်ပိုက်ကိုပေးတယ်။ကွက်လ9ခုနဲ့မေခွန်း9ခုဖြည့်ခိုင်းတယ်။အဲ့ဒါတချို့ကဘာစင်မှန်းတော့မသိဘူး။ကွက်လ9ခုကအင်္ဂလိပ်လိုဖတ်တာသလားလို့စစ်တာ။ဒီဝါကြလီ9ချောင်းကိုဖတ်ကြည့်ရတယ်။နားလည်အောင်ဖတ်ရတယ်။နားမလည်မချင်းဘာဖြည့်ရမလဲဆိုတာသိပါမှုဘူး။ဖြည့်ရမယ်စလုံး၅လုံးကစာပိုက်ထဲမှာပါပြီးသားအလို့ရဖို့မလိုဘူးမေခွန်း၅ခုက ဘာကိုစစ်တာလဲဆိုအင်္ဂလိပ်လိုရေးထားသလားလို့စစ်တာအဲ့ဒီမေကွန်း၅ခုစလုံးရဲ့အဖြေဒီလဲစာပိုက်ထဲမှာရှိပြီးသားအဲ့တော့အကြောင်းသားအနေနဲ့啊ဒီမေကွန်းကိုမှန်မှန်ကန်ကန်ပြန်ကောက်တတ်ရမယ်သင်တော်တဲ့စာကြောင်းဆက်စလုံးထည့်တတ်ရမယ်ပြီးရင်စာပိုက်ထဲကအဖြေယူပြီးတော့ဝကြဖြစ်အောင် စီပေးရမယ်အဲ့ဒါဆိုလို့ရှိရင်အမှတ်အပြည့်အထိမှတ်နိုင်ပါပြီအဲ့ဒီပုံစံတက်မှာအမှတ်ကောင်းကောင်းရဖို့ဆိုရင် နှစ်ပိုင်းပဲရှိတယ်။တစ်ပိုင်းကတော့သူပေးထားတဲ့စာပိုက်ကိုဖတ်ကြည့်တဲ့အခါမှာနားလည်ဖို့လိုတယ်။ဒါကြောင့်တစ်နှစ်ပတ်လုံးဖတ်စာအုပ်14ခန်းစလုံးကြည်ကြည်ညက်ညက်ဖတ်ထားဖို့လိုတယ်။ပုစာနှစ် close type ဆိုတာလည်းចောင်းသားတော်တော်များများကအယူအဆလွဲနေတယ်။အလွတ်ကျက်ပြီးဖြေရမယ့်ပုစာလို့အောင်းမိတယ်။ဘာဖြစ်လို့လဲဆိုတော့ဖတ်စာအုပ်ထဲကစာပိုက်ကိုတိုက်ရိုက်ပေးပြီးတော့အလုံး20ဖြုတ်ထားတယ်၊ကွက်လတ်20လုထားတယ် သို့တော့အဲ့ဒီအလုံး20ကိုပြန်အဖြေပေါ့နော်အဖြေဒီအကုန်ပြန်ပေးထားတယ်အပေါ်မှာရောပြီးတော့အဲ့ဒီလိုပေးထားခြင်းအပြင်အလွတ်ကျက်ဖို့မလိုဘူးဆိုတာကိုပြတာစလုံးနေပေးအဖြေပေးမထားရင်တော့ဒါကျက်ရမှာပေါ့အဖြေပေးထားတယ်ဆိုချက်ဖို့မလိုဘူး तू သိကျင်တာကဘယ်စလုံးကိုဘယ်ကွက်လက်မှာထည့်ရမလဲအင်္ဂလိပ်စာတတ်တဲ့သူဆိုသိတယ်ဥပမာ there ရနောက်မှာကွက်လက်ပေးထားရင် is a was where ထည့်ရမယ် full stop နောက်မှာကွက်လက်ပေးထားရင် စလုံးအကြီးနဲ့ရေးတဲ့စလုံးထည့်ရမယ်အဲ့ဒီလိုသိသလားတကယ်တော့စစ်တာပု္ပ္ပာနံပါတ်3ကွက်လ10ခုတူပေးတယ်ကွက်လ9ခုကဖတ်စာအုပ်ထည့်ရစလုံးနေမိတယ်6ကနေ10ရကပြာစလုံးနေပြီတယ်ကပြာအတိုလေး9ပုတ်တူပြထားထားတယ်အဲ့ဒီကပြာအတိုလေး9ပုတ်ကိုအလွတ်တာရခဲ့ရင်ကွက်လ6ကနေ10ငါးမှတ်ကတော့ကွက်တီပဲ ပု္ပ္ပာနံပါတ်၄အလွတ်ဖြေမေးခွန်းကြပြန်တော့လေเจ้าသူเจ้าသားတွေကတချို့ဆိုဖြေတော့မဖြေဘူးပု္ပ္ပာ၄ကိုကြော်သွားတာတွေ့ရတယ်ဘာလို့ဆိုတော့ဒီ question answer ကိုမကြက်နိုင်ကြဘူးမေးခွန်းတွေကအများများတော့မနိုင်ဘူးဖြစ်တာဒါပေမဲ့လည်းဗမောက်ခါကအော်ခံပြီးတော့ပေးထားတယ်သို့မဟုတ်ဆိုပြီးတော့မေးခွန်း၄ခုပေးထားတယ်နှစ်ခုပဲဖြေရတာပါဒီနှစ်ခုကလည်းကိုရတာတစ်ခုတလေရှိလဲတစ်ခုတလေပေါ့လေနှစ်ခုစလုံးရလဲနှစ်ခုစလုံးပေါ့ဒါပေမဲ့လည်း ဒီလိုမေးခွန်း၄၅၆၀၀ကြီးကို အချိန်အကုန်ခံပြီးတော့ဖြေခံနည်းမှာကြက်မယ်ဆိုရင်တော့ဆရာထင်တယ်ဒါမှားတယ်။နောက် say something လို့ပါလို့ကလွယ်ပါတယ်သူမေးတာဘယ်အခန်းကလဲသူမေးတယ်။အဲ့ဒီဝါကြမှာပါတဲ့နန်စားပါလဲမေးတယ်။နောက်စကားဆိုရင်ဘသူကဘသူပြောလဲမေးတယ်။ကြပြာစကားတပုတ်လဲပါပါတယ်။အဲအဲ့ဒါလေးတွေကတော့စာကြက်ရမယ်အစိပ်ပိုင်းဒါမဲ့လို့တက်စာတွေကကြက်ရမှာ။အခုလို့နီးမှာအကုန်ကြက်ရင်အကုန်ရော့ပြီးမေ့ကုန်ပါပဲ။ ပု္ပ္ပာနံပါတ်5ကတော့ဆရာပြောတော်တဲ့1နဲ့5အတူတူပဲလို့ပု္ပ္ပာနံပါတ်6က5မှတ်တန်ဖြစ်ပြီမယ်လို့အဲ့ဒီ5မှတ်မှာ6မှတ်လောက်ကလွယ်လွယ်နဲ့ရနိုင်တယ်။ဘာလို့ဆိုသူကညှာထားတာပဲ။ punctuation ဆိုတာ thinkator လေးတွေထည့်ရတာ။ဝါကျအစဝအကြီးနဲ့ရေးမယ်အဆုံးကို full stop တတ်မယ်။စကားပြောတာပိုင်းပြောတဲ့သူနဲ့ပြောတဲ့စကားကြားမှာ comma ထည့်မယ်။ပြောတဲ့စကားကိုအဖွင့်အပိတ်ကွန်မန့်နဲ့ရေးမယ်စကားအစကိုအကြီးနဲ့ရင်းရင်ဒါပြီးတာပါပဲ သူကဘလောက်တောင်ညှာထားလဲဆိုရင်သင်္ကေတလေးလုံးထည့်ရမယ်ဆိုရင်နှလုံးထည့်နိုင်ရင်တဝက်ပေးတယ်မှတ်ဝက်သုံးလုံးထည့်နိုင်ရင်အပြည့်ပေးတယ်သင်္ကေတ6ခုထည့်ရမယ်ဆိုဝက်ကြဆိုရင်သုံးခုထည့်နိုင်ရင်အမှတ်ဝက်ပေးတယ်၄ခုထည့်နိုင်ရင်အပြည့်ရပြီဆိုတော့ဒါဟာမပြက်မကွက်ဖြည့်ရမယ်ပုစာ အလကားအမှတ်အလကားနိဗ္ဗာန်အမှတ်ကိုရတာပဲအစအကြီးနဲ့ရေးလိုက်အဆုံး full stop ထည့်လိုက်ရင်ကိုနှလုံးဖြစ်သွားပါပြီဆိုတော့အဲ့ဒါကိုလေဂယုရစိုက်လေးနဲ့ လေ့ကျင့်စီခြင်းနဲ့ဖတ်စာအုပ်ထည့်ရဝကြတွေကိုပဲတက်ရိုက်ပြန်ပေးတာများတယ်။နောက်ပုံစံနံပါတ်9 A ကတော့ចောင်းသားចောင်းသူအားအနေဆုံးပဲ။အဲ့ဒါ grammar active ကနေ passive ပြောင်းနေ direct ကနေ indirect ပြောင်းနေ no sooner than နဲ့ဆက်တယ်။အဲ့ဒါတွေကတခုတော့ရှိတယ်ဆရာအမြင်လဲမှတ်ပါတယ်။များလုံးအကြည့်တယ်။သူသင်ခိုင်းထားတာအမျိုးက30လောက်ရှိတယ်။ဆိုတော့အကုန်ရောကောចောင်းသူចောင်းသားတွေကတကယ်စာမွေးကြတော့ ဲ့တော့ဒါပေမဲ့လို့ဘောခါညှရတယ်အခက်ကြီးပဲမမေးပါဘူးအလွယ်လာနဲ့ခက်တာသူညှပေးသွားတယ်ကျောင်းသားကလွယ်လာကြတော့လဲရှမ်းပြီးမှားတယ်ခက်တာကတော့ငိုတွေကမရပါဘူး active passive direct interest ဆိုမရဘူး no sooner than လို့မျိုးကြအရန်လွယ်တယ်အဲ့ဒါကျောင်းသား no sooner တော့နဲ့တော့စတယ်အလယ်မှာ then ထည့်ဖို့မိတယ်အဲ့တော့အမှတ်ကရော့ပြန်အဲ့တော့ဇေယအမြင်ကတော့တိတ်အင်္ဂလိပ်စာများညံ့ရင်တိတ်ခက်တာတွေကိုခေါင်းနဲ့တိတ်မထည့်ပဲနဲ့လွယ်တာလေးတွေကိုပဲ ဆယ်လင်းကမျိုးရှိတယ်။အဲ့ဒါလေးတွေကြီးပဲမှတ်သွားနိုင်ရင်တောင်းလင်းကမှတ်တော့ရပါတယ်။ဆရာပြောသလိုပေါ့ပုံစံတိုင်းဆယ်မှတ်ရဖို့မလိုပါဘူး။ပုံစံတိုင်းဆယ်မှတ်ရရင်လည်းဂုံလူထွက်ပါပြီ။ပုံစံတစ်ခုမှာ၄မှတ်နဲ့၅မှတ်ကြာရရင်ကိုအောင်မှတ်ကဝင်ပြီးသား။အဲ့ဒါကြောင့်ဒီဖြည့်ရင်မှန်အောင်ဖြည့်ဖို့ပဲအရေးကြီးတယ်။ နောက်ဆုံးသုံးပုတ်ရောက်ပါပြီ89သုံးပုတ်စလုံးကအရေးသားကျောင်းသားအားအနည်းဆုံးကတော့အရေးသားပေါ့အရေးသားသုံးမျိုးမှာခုနှစ် B က paragraph writing ရှစ်က letter စာ writing ကိုက essay writing စာစီစာကိုအဲ့ဒီသုံးခုမှာတော့အလွယ်ဆုံးက paragraph writing ပဲဘာဖြစ်လို့လဲဆိုတော့အချက်လက်တွေကိုပေးထားတယ်အပေါ်မရေးခြင်းနေသူပေးတဲ့အချက်လက်တွေကိုပဲဝက်ကြဖြစ်အောင်စီရမှာ ဂျားထဲမှာလိုအပ်တဲ့စလုံးလေးတွေထည့်လိုက်ရင်ဝက်ကြလေးတွေဖြစ်လာတယ်။အဲ့ဒီဝက်ကြလေးတွေကိုဆက်လိုက်ရင်သူလိုချင်တဲ့စာပိုင်ဖြစ်သွားတယ်။အဲ့တော့စာပိုင်ကလေးဖြစ်လာပြီဆိုရင်ကိုတုံ့ညမပေးတော့ပါဘူး။စာစစ်တဲ့လူကနှစ်မှတ်ကစပြီးတော့နှစ်မှတ်သုံးမှတ်လေးမှတ်အဲ့ဒီလိုပေးသွားပါတယ်။သူကလည်းလေ့ကျင့်မှုပေါ်မှာမူတည်တာပဲ။အဲ့ဒီလို လေ့ကျင့်ခန်းမျိုးကိုတစ်နှစ်ပတ်လုံးသာလေ့ကျင့်ထားရင်ဘာလို့မဆိုလေးမှတ်လောက်ကတော့ရနိုင်တယ်။နံပါတ်၈ letter writing စာတစ်စောင်ရေးခိုင်းတယ်သုံးဆောင်တောင်ပေးထားပါတယ်ဘသူစီရေးရမယ်ဘသူကရေးရေးမယ်လိပ်စာကတော့ဖြင့်ဘာဘာအကြောင်းရေးရမယ်ဆိုတာပြောပါတယ်ပြီးတော့သုံးခုမှာသူတစ်ခုရွေးခိုင်းတယ်အဲ့ဒီထဲကနေပြီးတော့ကိုက လွဲမဲ့ထင်တာလေးကိုရွေးပြီးတော့ဒါဖြည့်ယူမယ်ကျူတင်ပြင်ဆင်ထားတာကတော့အဖွင့်စာပိုက်တို့အပိတ်စာပိုက်တို့ကကြိုးချက်ထားတဲ့နေပါဆိုတော့ဘဲစာမဆိုအင်္ဂလိပ်စာရဲ့ထုံးစံကနှုတ်ဆက်တဲ့စာပိုက်ပါတယ် နေကောင်းရလားဘာကြောင့်စာမရေးတာလဲစာတွေချက်ပြီးပလားနှုတ်ခွန်းဆက်စာပိုက်လဲပါရတယ်နောက်ဆုံးမှာစာဝဒီမှာပဲအဆုံးတတ်လိုက်ပါတယ်အားလုံးကြားမှာပါစေလို့ဆုတောင်းလိုက်တယ်စာမေးပဲအောင်ပါစေလို့လည်းဆုတောင်းလိုက်တယ်ဆိုတော့စာသားမျိုးလေးတွေကကြိုးချက်ထလို့ရတာပဲအဲ့ဒါလေးတွေကိုချက်ထားရမယ်သူပေးတဲ့လိပ်စာသူပေးတဲ့နာမည်တွေသုံးရမယ်ပြီးရင်အလဲစာပိုက်ကတော့ကိုကကိုဖန်တီးယူရမှာနွေရာသီကျောင်းပေးရဲ့ခရီးသွားမယ်ကျောင်းရေးပါဆိုရင်မိသားစုနဲ့ဘယ်ကိုသွားဖို့စီစဉ်ထားတယ်ဆိုတဲ့အကြောင်း ဘယ်ကိုသွားကြမယ်ဘာနဲ့သွားကြမယ်ဘယ်မှာတဲကြမယ်ဘာတွေလုပ်ကြမယ်ဘလောက်ကြမယ်ဆိုတဲ့အကြောင်းလေးကို၄၅၀ကျောင်းအလယ်မှာဖြည့်လိုက်ရင်ကိုကိုယ်တိုင်ရေးတယ်ဆိုတော့မှန်တာလဲမှန်မှားတာလဲမှားမှာပေါ့သို့သောအဖွင့်စာပိုက်အပိတ်စာပိုက်လိပ်စာနာမည် your loving friend အဲ့ဒါတောင်းတချို့မှားတယ် your lovely friend လို့ရေးကြတာများတယ် l o v e l y ဆိုတာကလှပတာ l o v i n g ဆိုတာချစ်ခင်တာအဖြစ် l o v i n g ဖြစ်ရမှာအဲ့ဒါအစ မမှားအောင်ဂယုဆိုင်မယ်ဆိုရင်၃ညတော့မရနိုင်ပါဘူးစာစစ်တဲ့လူကအနည်းဆုံးနှစ်မှတ်ကစပြီး၃-၄မှတ်အထိတော့ပြီးပါလေနောက်ဆုံးအပုတ်ကအခက်အခဲရတော့စာစီစာကုန်းမှာပဲဆရာအမြင်တော့မြမပြည်မှာရှိတဲ့အကြောင်းသူအကြောင်းသားတွေကအင်္ဂလိပ်စာစီစာကုန်းကိုလက်တန်းမရေးနိုင်ကြဘူးစာသိတော်တဲ့လူကြတော့အလွတ်ကျက်ပြီးတော့ဖြေကြတယ်အလွတ်ကျက်တယ်ဆိုတာလဲဒါပါအောင်မအောင်တိုးအောင်မအောင်တချို့ကြတော့လေဟိုဒီတိုင်းရှောက်ရေးတဲ့လက်တန်းအမှားကြီးပဲ တချို့ကများများရေးလေအမှတ်များများရလေလို့အောင်းမိနေတယ်။မဟုတ်ပါဘူး။ဆရာအတန်းထဲမှာစစ်နေတဲ့စာရေးစာကုန်းညီဆိုဆရာတပည့်တွေတော့အများလမ်းပြောတယ်။တချို့စာရေးစာကုန်းနှစ်မျက်နှာရေးထားတယ်။တကြောင်မှမမှန်ဘူး။ဖတ်ကြည့်တယ်ဆရာအဆအဆုံးတကြောင်မှမမှန်ဘူး။ကဲတကြောင်မှမမှန်တဲ့စာရေးစာကုန်းညီကိုဘယ်နှမှတ်ပေးရမှာလဲ။တကယ်တော့၃ညပေးရမှာ။ဒါပေမဲ့အင်္ဂလိပ်စာဘမောက်ခညှာပါတယ်။အနည်းဆုံးနှစ်မှတ်လောက်တော့ပေးခိုင်းပါလေလို့ကြားတယ်။ရေးမယ်ဆိုရင် အများကြီးတော့လေ့ကျင့်ရပါတယ်။ဝက်ကြလေးတွေမှန်မှန်ကန်ကန်ရေးတတ်အောင်လေ့ကျင့်ရမှာကြက်တန်ရလဲကြက်ထားရမှာပေါ့လေဘယ်လိုလုပ်ပါမလဲ။အဲ့တော့ तू က essay မှာလဲသုံးဖို့ तू ရွေးခိုင်းပါတယ်။ចောင်းသားနဲ့သက်ဆိုင်တာပဲ तू မေးတယ်။မနစ်ကဆိုလို့ရှိရင်ចောင်းသားတူရဲ့တနေ့သာလုပ်ငန်းစဉ်နဲ့ဆိုလိုချင်တာចောင်းသားတယောက်မိုးလင်းရနေမိုးချုပ်ဘာလုပ်တလဲပေါ့။အဲ့ဒါဆိုတော့တော်တော်လွယ်တာပဲ။နေ့တိုင်းကိုလုပ်နေရတဲ့ကိစ္စပဲ။အဲ့ဒါကို ဝက်ချအတူလေးတွေလွယ်လွယ်လေးနဲ့ရင်းရင်အနည်းဆုံး3-5မှတ်တော့သူပေးပါလေဟုတ်နည်းနည်းခက်တာလေးတွေလည်းသူတက်တက်သွားတယ်ဒုတိယတပုတ်ဆိုနည်းနည်းခက်တယ်တစ်နှစ်တာမှအကောင်းဆုံးလာတဲ့တချို့ကလည်းဒီဇင်ဘာရေးတယ်တချို့ကလည်းအောက်တိုဘာရေးတယ်အဲအဲ့ဒါတော့နည်းနည်းခက်တာပေါ့သူတဲ့ပိုးခက်တာကတတရစာစီဆောင်ကအကြောင်းသားနဲ့ဆိုင်နဲ့စီကန်မိမိကိုမိမိစီကန်ရှိရမယ်အကြောင်းဒါကတော့အင်မတန်ခက်ပါတယ် မြန်မာလိုရေးဖို့တောင်းမှမလွယ်ဘူးဒါကတော့ဆရာထင်မာတဲ့ဗမောက္ခအင်္ဂလိပ်စာတော်တဲ့သူဂုံတူးမှန်းတဲ့သူတွေအတွက်ဒီကောင်းစဉ်လေးကိုထက်ပေးတယ်လို့ဆရာထင်တယ်ရိုးရိုးတာမန်ကျောင်းသူကျောင်းသားတွေအတွက်ကတော့ကျောင်းသားတူရဲ့နေ့စဉ်လုပ်ငန်းစဉ်ဆိုတာမျိုးလေးကိုလည်းသူထက်ပေးပါတယ်မြတ်မြတ်တတသူမေးတယ်အဲ့ဒီထဲကကိုကတော်တဲ့သူဆိုရင်ခက်တဲ့ကောင်းစဉ်ရွေးပေါ့ကိုကအင်္ဂလိပ်စာအသိမကျွမ်းတဲ့သူဆိုရင်လွယ်တဲ့ကောင်းစဉ်ရွေးပြီးတော့ဝက်ကြလေးတွေမှန်မှန်ကန်ကန်ရေးဖို့ပါပဲစကူစလုံးပြည့်သွားပါပြီ ိတ်အရေးကြီးပြီးတော့မှားစရာတစ်ချက်က၃နာရီအချိန်ပေးထားတယ်အင်္ဂလိပ်စာမေကွန်အတွက်ဖြေဖို့လိုဒီတဲ့တောင်ပို့တယ်၃နာရီဘယ်သူမှမကုန်ဘာလုပ်တယ်လဲတနာရီလောက်ပို့ရင်ပေါ့အိတ်နေတယ်အဲ့ဒါမှားတာပေါ့ပြန်ဖတ်ရမယ်အင်္ဂလိပ်စာကိုဘာသာစကားမဟုတ်ဘူးရေးတိုင်းမမှန်ဘူးနော်အမှားအမြဲတမ်းပါတာပဲဆရာတို့တောင်တခါလေးရေးအမှားပါတယ်ပြန်ဖတ်မှအမှားတွေ့တာအဲ့တော့ចောင်းသားចောင်းသူအနေနဲ့ကတစ်ခေါက်တောင်မဟုတ်ဘူး နှစ်ခေါက်သုံးခေါက်လောက်ကိုပြန်ဖတ်တဲ့အထူးသဖြင့်စောစောကဆရာပြောတယ်လို့ပေါ့နိုးဆူးနှသန်းနဲ့ရေခိုင်းနေအဲနိုးဆူးနှတော့ပါတယ်ဒဲမေးခဲ့တယ်ဖြစ်တတ်တယ်ပြန်မဖတ်ရင်ဒါမသိဘူးလွတ်သွားရောအဲ့ဒါဆို0ပေါ့ပြန်ဖတ်လိုက်တော့အမားကိုတွေ့တယ်အဲ့တော့ပြန်လိုက်လို့ရတယ်အဲ့တော့ပူတဲ့အချိန်ကိုပြန်ဖတ်ပါကိုရေးထားတာဒီအစကနေအဆုံးပြန်ဖတ်စီခြင်းတယ်အဲ့ဒါကိုဆရာမှားခြင်းပါတယ်နောက်ဆုံးအနေနဲ့ကတော့ဆရာမှားခြင်းတာကတော့ဆောင်းမွေးနီးပြီဆိုရင် တချို့ကအတင်းတွန်းပြီးတော့ချက်တယ်မအိတ်မနေချက်တယ်ဒါလည်းမှားပါတယ်ကြားမာရေးချို့တဲ့သွားရင်ပိုဆိုးပြီပေါ့ဆောင်းမွတ်မှာဘဲဖြစ်နိုင်မှာတော့နေမကောင်းနေတဲ့သူတယောက်ဆောင်းမွတ်ဖြေခိုင်းမရဘူးခေါင်းနေလဲရှုပ်ခေါင်းနေလဲခဲပြီးတော့ပိုဆိုးသွားလိမ့်မယ်အဲ့တော့မှန်မှန်လေးစားပြီးမှန်မှန်လေးအိတ်ပြီးစားမှန်မှန်ကြက်အနားလည်းမှန်မှန်ယူရမယ်အချိန်အပြည့်အဝအိတ်ပြီးရမယ်ကြားမာရေးကခရူးဆိုင်ရမှာဆောင်းမွတ်နေပိုးတော်ခရူးဆိုင်ရအောင်မယ်ဘာလို့ဆိုတော့ဒီနေရာမှာ မြင်းကောင်းခွာလိတ်ဆိုသလိုတခုခုမြန်ဖြစ်သွားခဲ့ရင်တော်တဲ့သူကလည်းအောင်ယုံလောက်ဖဲအောင်တော့တယ်မတော်တဲ့သူကြတော့ကြာကိုကြာသွားအောင်နေမကောင်းနေရကြီးနေဖြေလို့မရဘူးတချို့ကလည်းတစ်နှစ်ပုံမှာတိတ်ပြီးတော့ကြောက်တယ်အဲ့တော့အကောင်းဆုံးကတော့တစ်နှစ်လုံးအင်္ဂလိပ်စာမှန်မှန်လုပ်လာရမှာဘာသာစကားကိုနီလာမှတွန့်ပြီးကြက်တာမျိုးကတော့မသိဘူးလို့ဆရာထင်တယ်အဲ့တော့နောက်ဆုံးမှာကျင်တာများများလိကျင်ပြီအလွတ်တေးကြီးပဲမကျက်နဲ့ ပြီးတော့စိတ်ကိုလည်းအေးအေးငြိမ်ငြိမ်ထားဖြေကြပါအားလုံးကိုဆရာဒီကနေပြီးတော့ဆူတောင်းပေးလိုက်ပါတယ်အင်္ဂလိပ်စာဘာသာအပါဝင်6ဘာသာစလုံးအားလုံးဖြေဆိုနိုင်ကြပါစေအားလုံးလည်းအမှတ်တရအများကြီးနဲ့ဂုဏ်တုတွေအပြည့်နဲ့အောင်မြင်ကြပါစေလို့ဆရာဆူတောင်းပေးတယ်